မင်္ဂလာပါလက်ကွေးကန်စီလာထရမဖြစ်ပါတယ်တင့်အတွက်မနက်ဖြန်ငွေကြေးကန်အခြေအနေကိုဖကြားပေးမှဖြစ်ပါတယ်မနက်ဖြန်မှာဆိုလို့ရှိရင်ငွေကြေးကန်အခြေအနေနဲ့တော်တော်လေးကောင်းမွန်နေတာမျိုးရှိပါတယ်အလူငယ်လူရွယ်တွေအနေနဲ့လည်းပေါ့နော်ငွေကြေးတွေအဖက်ဖက်ကနေဝင်လာနိုင်တယ်မွန်ပိုးတွေပေါဆူးတွေမျောလင့်နေတဲ့သူတွေဆိုလို့ရှိရင်လည်းရရှိပါလိမ့်မယ်လုပ်ငန်းသမားတွေဆိုလို့ရှိရင်လည်းငွေကြေးဟာတစ်ဖက်တစ်လမ်းကမဟုတ်ဘဲနဲ့နှစ်ဖက်နှစ်လမ်းကသုံးဖက်သုံးလမ်းကစသဖြင့်လမ်းကြောင်းပေါက်များစွာကနေပြီးတော့ငွေကြေးတွေဝင်လာဖို့ရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းကဏ္ဍနဲ့ပတ်သက်ပြီး ီးတော့လမ်းကြောင်းအစ်စ်တွေဆောက်ရတာမျိုးစိတ်လုံရှားစရာသတင်းစကားကောင်းနေ ကြုံတွေ့ရတာမျိုးတွေ့ရတတ်ပါတယ်ပြီးတော့မနှက်ဖြတ်မှာဆိုလို့ရှိရင်ပေါ့နော်အလှူတန်းကြီးကြီးမားမားတွေလည်းလောက်ရတတ်တယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့လက်အောင်ငယ်သားတွေကိုပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ဘက်ကနေအများကြီးအများကြီးငွေကြေးနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ပေးနိုင်တဲ့အခြေအနေမျိုးတွေပတ်ဝန်းကျင်ကကိုယ့်ကိုမြင်တွေ့ရပါလိမ့်မယ်အဲ့တော့မနှက်ဖြတ်မှာဆိုလို့ရှိရင်လူအများကကိုယ့်ကိုတထေးကြီးတထေးမကြီးဆိုတာကိုလက်ခံသွားမဲ့နေမျိုးပုံစံမျိုးပေါ့နော်ရှိနိုင်မဲ့နေထိုင်နိုင်မဲ့နေမျိုးဖြစ်ပါတယ်မနှက်ဖြတ်မှာဆိုလို့ ရှင်မိသားစုအတွက်ရောင်းရင်းဝယ်တာတွေအဝေးမှာသွားလုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းပေါ့နော်ငွေတုံကြီးပတ်ပြီးတော့မိသားစုအတွက်ပြန်လာမဲ့နေ့မျိုးဖြစ်ပါတယ်ကိုယ့်ရဲ့အဲအိမ်သူဇနီးမယားမိသားစုဝင်နေနေပေါ့နော်ဒီကိုရှာဖွေလာတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပျော်ပျော်ပါပါကိုပေါ်ပေါ်မြမြပေါ့နော်သုံးဆွဲနိုင်မဲ့နေ့မျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရပါတယ်စိတ်ရှိတိုင်း ငွေကြေးနဲ့ပတ်သက်ပြီးတော့မတောင့်မတမကြောက်မကြပဲနဲ့လူရဆန္ဒပြည့်မယ်နေ့တစ်မျိုးနေ့တစ်နေ့ဖြစ်တတ်ပါတယ် relationship ရှိတဲ့လူငယ်လူရတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်စီကနေပြီးတော့ မုံဘိုးငွေတွေအများကြီးရတာမျိုး surprise တိုက်ခံရတာမျိုးပေါ့နော်အဲ့ဒါမျိုးကြုံတွေ့ရတတ်တယ်နေ့မျိုးဖြစ်ပါတယ်တချို့ဆိုလို့ရှိရင်ငွေချင်းနဲ့ပြန်လဲပြီးတော့လဲလဲတဲ့အခါမှာပမာဏအများကြီးရရှိနိုင်တဲ့အရန်ကိုတတ်မိုးကြည့်တဲ့ branded ပစ္စည်းတွေပေါ့နော်ဒါမျိုးတွေလည်းရရှိနိုင်တယ်ဒါကြောင့်မို့လို့မနက်ဖြန်မှာငွေချင်းအများကြီးသုံးရတဲ့ branded ပစ္စည်းတွေကိုရောင်းရွေတာလုပ်နေတဲ့သူတွေအနေနဲ့လည်းတော်တော်လေးကိုရောင်းကောင်းမဲ့အနေအထားမျိုးမှာကြုံတွေ့ရလိမ့်မယ်ဆိုတာမျိုးတွေ့ရပါတယ် ဒါကြောင့်ကုံသွဲတွေအနေနဲ့လည်းစီးပွားတော်တော်လေးဖြစ်မဲ့နေလို့ပြောလို့ရပါတယ်။ဒါဆိုရင်ဒါကမနှက်ပြန်အတွက်ငွေကြေးကံဖြစ်ပါတယ်။စီးပွားဥစ္စာများဒီရေလာတို့တက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နောက်နေ့တွေမှာမနှက်ပြန်ငွေကြေးကံနေဖတ်ကြားပေးပါဦးမယ်။